အာဖရိကဖလားကြောင့်ခေါင်းကိုက်ဆရာဖြစ်လာတဲ့ KG အလုံးမဲမင်္ဂလာပါလက်ရှိမှာဆိုရင်တော့ KG တို့ကတပေးပေးနဲ့လမ်းကြောင်းမှန်ပေါ်ပြန်ရောက်လာပြီလို့ပြောလို့ရပါတယ်ပရီးမီးယားလိနောက်ဆုံး၃ပွဲစတိုက်ကိုနိုင်ပွဲရရှိထားပြီးတော့အဲ့ဒီတည်းမှာပဲကိုတင်းကိုအန်ဖီမှာအနိုင်ရခဲ့တဲ့ပွဲစဉ်လေးပါဝင်ပါတယ်ဒီနိုင်ပွဲကြောင့်ပဲ KG တို့ဟာရမှတ်၆မှတ်နဲ့အမှတ်ပေးစရာအဆင့်၆နေရာအထိကိုရောက်ရှိလာခဲ့ပြီးတော့ဇီယာတိတ်ကစီမံကြီးတို့နဲ့တော့၆မှတ်ပဲကွာလို့ရတာဖြစ်ပါတယ် ။လက်ရှိမှာ KG တို့ဟာရလပိုင်းနေမဟုတ်ဘဲနဲ့ချစ်စွမ်းပိုင်းမှာပါအားရစရာကောင်းနေခဲ့ပါတယ်။ KG တို့အစ်စ်ခေါ်ယူထားတဲ့ကစားသမားတွေဖြစ်တဲ့အံပွေမူနဲ့ကိုညာတို့နှစ်ဦးစလုံးကချစ်စွမ်းနေပြနေနိုင်ခဲ့ပြီးတော့အံပွေမူကတော့ပုံမှန်မှာဂိုးသွင်းပြီးနေခဲ့ပါတယ်။ကိုညာကတော့ပြီးခဲ့တဲ့ဇင်အောင်တင်းတဲ့ပွဲမှာပထမဆုံးပင်ကိုကိုရယူသွားနိုင်ခဲ့ပါတယ်။ဖန်ဆက်ပိုင်းမှာလည်းမာတီးနဲ့ပြန်မလာသေးပေမဲ့ဒီလက်ကချစ်စွမ်းပြနေပြီးတော့ယူရိုနဲ့ခေါင်းကြီးတို့ကပါအသက်ကြအသုံးပြုနိုင်တဲ့အလေးထားမျိုးမှရှိနေပါတယ်။ဘုဒ္ဓမနေရာအတွက်တော့ last man ကိုပဲအဓိကကုသမဖြစ်အသုံးပြုနေပါတယ်။လက်ရှိမှာ KG တို့ဟာရလက်ရောချစ်စွမ်းပိုင်းမှာ ောင်းမွန်လာတဲ့ဆိုပေမဲ့ဒီပုံစံငါ့ကိုဆက်ထိန်းထားနိုင်ဖို့လည်းလိုအပ်နေပါတယ်။ဒါပေမဲ့ဂေဂျီတို့အတွက်ကောင်းကင်ဆရာကိစ္စတခုရှိနေပြီးတော့အဲ့ဒါကတော့အာဖရိကဖလားတိုင်ပွဲပဲဖြစ်ပါတယ်။လူရင်းစင်အသင်းတွေတိုင်ပွဲတွေထဲမှာတိုက်ကြီးလိုက်ချင်းပါတဲ့တိုင်ပွဲတွေလည်းရှိနေပါတယ်။ဂျန်နဲ့တိုက်ကြီးတွေကကလပ်အသင်းပွဲစဉ်တွေနားတဲ့ချိန်မှချင်းပါတယ်ဆိုပေမဲ့အာဖရိကဖလားတိုင်ပွဲတွေကတော့နောက်ထပ်ထူးနှစ်ခုဟိုတင်းပေါက်ပြီးတော့ဘောလုံးရည်မကုန်ခင်မှချင်းပါလိမ့်ရှိပါတယ်။အဲဒီကြရင်ကလပ်အသင်းတွေကအာဖရိကကစားသမားတွေကိုဆိတ်ထုတ်ပေးရပြီးတော့ဒါနဲ့ပတ်သက်လို့လည်းလည်းရင်းစင်အသင်းတွေကလပ်အသင်းတွေကြားမှာအမြဲတမ်းပြဿနာတွေဖြစ်ရပါတယ်။ဒီနေ့မှဆိုရင်လည်းအ ာဖရိကပလာတန်ပွဲကိုကျင်းပသွားဖို့ရှိနေပြီးတော့ဒါမဲ့ဒီဇင်ဘာနှောင်းပိုင်းကနေဇန်နဝါရီနောက်ပိုင်းထိကျင်းပသွားမှာဖြစ်ပါတယ်။ဒီဂျီရူးကလည်းအာဖရိကပလာတန်ပွဲအတွက်ကစားသမားတွေဆင်လို့ရဖို့ရှိနေပြီးတော့ဒီမှာအန်ပွေမူအာမန်နဲ့မဇရာဝီတို့ကိုအာဖရိကပလာတန်ပွဲအတွက်ဆင်လို့သွားရမှာဖြစ်ပါတယ်။ဒါစစ်မှာလည်းအားထားရတဲ့အန်ပွေမူကလွတ်လွတ်ပြေးသွားမယ်အနေထားမျိုးဖြစ်နေပါတယ်။အတင်းကအခုမှတည်ငြိမ်လာနေပြီးတော့အချိန်ကြီးကောင်းနေခဲ့ပါတယ်ဆိုမှဒီလိုကစားသမားတွေကိုလက်လွတ်ရမှာဖြစ်လို့ဂျီရူးတို့အတွက်လည်းစိုးရင်စရာဖြစ်နေပါတယ်။ဒီအတွက်လည်းဂျီရူးတို့အနေနဲ့ကြိုတင်ပြင်ဆင်စရာရှိတာကိုပြင်ဆင်ထားဖို့လည်းလို ပန်းပြီးပါတယ်။တင်းကရှီမင်းစဲကစားသမားတွေကနေပဲအစားထိုးမလားဒါမှမဟုတ်ဇန်နဝါရီစီးပွဲမှာကစားသမားတွေခေါ်ယူမှုလုပ်ပြီးတော့အစားထိုးသွားမလားဆိုတာစောင့်ကြည့်သွားမှာဖြစ်ပါတယ်။ဇွန်လကြီးပြည့်အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။